မင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်အရူတကွာဆေးဆက်ဆက်ဆက်လေးလာဆွေးနွေးကြမယ့်အကြောင်းအရာကတော့ဓမ္မတိကျန့်တွေကတမန်တော်ဝတ္ထုအခန်းကြီး7ပဲဖြစ်ပါတယ်ဒီဆွေးနွေးမှုအတွက်ကျွန်တော်အဓိကအသုံးပြုသွားမယ့်အချက်လက်တွေကတော့ The Wise Believers ခွဲကနေပြုစုဖားတဲ့လီလာတူရှိချက်မှတ်စုတွေဖြစ်ပါတယ်ခင်ဗျာဒီနေ့လေ့လာမှုရဲ့အဓိကရည်ရွယ်ချက်ပူရင်ဖို့ရင်အခန်းကြီး7ထက်ကအဖြစ်ပြက်ဒီအဲ့ဒီနောက်ွယ်ကရေးပါပုံတွေကိုနားလည်ဖို့ပါပဲ။ အထူးသဖြင့်ပါနော်ခရီးယန်သတင်းကောင်းကဂျူးလိုမျိုးရဲ့အတိုင်းဝိုင်းကိုဘလို့ကြော်လွန်းသွားတယ်လဲပြီးတော့အစောပိုင်းခရီးယန်သမိုင်းမှာတကယ်ကိုအရေးပါခဲ့တဲ့အန်တီယိုအသင်းတော်ကြီးဘလို့ချီတီစတင်ခဲ့တယ်လဲဆိုတာတွေကိုကျွန်တော်အတူစမ်းစစ်ကြည့်ကြမှာပါဟုတ်ကဲ့ဒီအခန်းကြီးစစ်သက်ကိုဘိုးဝီနားလဲဖို့ဆိုရင်သူ့အရင်အခန်းကြီးဆက်ကအဖြစ်ဖြစ်ကိုနည်းနည်းလေးပြန်ကြည့်ဖို့လိုပါတယ်ရှင်အခန်းဆက်မှာဆိုရင်တမန်တော်ပေထရုကဖျားခက်စီနေပြားတဲ့ရူပါယုံတစ်ခုရတယ် အဲ့ဒီမှာဂျူးတွေမစားတဲ့အရာတွေကိုစားဖို့အမိန်ပေးခိုင်ရတာလေပြီးတော့မှတပားမျိုးသားရိုမတ်တမှုကော်နီလီအိမ်ကိုသွားဖို့လမ်းညွန်ကိုခိုင်ရတာပေါ့အဲ့ဒီမှာသူဟောပြောနေတုန်းမှပဲတန်ရှင်းသောဝိညာဉ်တော်ကကော်နီလီတို့တအိမ်သားလုံးအပေါ်တက်ရောက်လာတယ်ဂျူးတွေအပေါ်တက်ရောက်တယ်လို့မျိုးတစ်ချက်တည်းပဲအဲ့လောက်ကိုပေထရုကိုယ်တိုင်မင်းမြင်တွေ့ခဲ့ရတယ်ဆိုတော့အခန်းကြီးဆက်တိကအဲ့ဒီအသွေးကြောင့်ရဲ့နောက်ဆက်တွဲတွေပြီးတော့တလင်းကောင်းပြတ်နှက်မှုမှာအရေးကြီးတဲ့အဖြောင်းလဲတစ်ခုဘလို့ဖြစ်လာသလဲဆိုတော့ကိုဆက်ပြောတာပါ တကယ်ကိုအဓိကကျတဲ့အလက်အပြောင်းတစ်ခုပါပဲ။ကေသဆိုအခန်း7အစပိုင်းကိုတန်ဝင်လဲကြအောင်။ပေထရုယေရုရှလင်ကိုပြန်ရောက်တော့အခြေအနေကနည်းနည်းပြင်းမာနေတာ။ဟုတ်တယ်။ကြိုးဆုံမှုထက်အငင်းပွားမှုနဲ့အရင်ရင်ဆိုင်ရတာ။ဘာကြောင့်လဲဆိုတော့သူကတပါးမျိုးသားကော်နီလီတို့အိမ်မှာအတူတူစောက်တုပ်ခဲ့လို့ပဲ။အထူးသဖြင့်အရေဖျားလိချင်းခံယူထားတဲ့ဂျူးနောက်ခံယုံကြည်သူတွေကပေဒရုကိုတော်တော်လေးပြစ်တင်ကြတယ်လို့ဆိုတယ်။အဲ့ဒီနေရာမှာကျွန်တော်တို့ခဏစဉ်းစားကြည့်ကိုကောင်းတယ်။ဘာလို့လဲ တပါမျိုးသားနဲ့အတူ ထမင်းစော်တာကဘာလို့ဒီလောက်တောင်ပြဿနာကြီးဖြစ်နေရတာလဲဒီနေ့ခေတ်အမြင်နဲ့ဆိုထားမှလို့ပဲနော်ဟုတ်ကဲ့အဲ့ဒါကအဲလီခေတ်ရဲ့လူမျိုးဘာသာရေးနောက်ခံကိုနားလည်ဖို့အရင်ရေးကြီးရဲ့အချက်ပဲဂျူးတဲ့အသာသာလေးသူတို့ရဲ့ပြည့်ညက်တရားအရာရောနှစ်ပေါင်းများစွာလိုက်နာလာတဲ့ထုံတန်းစင်လာရီအရာရောတပါးမျိုးသားလေးဆိုတာကဘာသာရေးရှုထောင့်ကကြည်မန်တန်ရှင်မူလေယူဆကြတာကိုသူတို့နဲ့ရောနှောတာအထူးသဖြင့်အိမ်သေးဝင်လာအတူတူစားတော့တာမျိုးကတားမဲထားတယ်လို့ဖြစ်နေကြတာ ဒါကလူမျိုးဟေးခွဲခြားမှုဆိုတာထက်ဘာသာရေးအယတန့်ရှင်းမှုမတန့်ရှင်းမှုဆိုတဲ့အယူဆနဲ့ပိုပြီးဆိုင်နေတယ်။ The wise believers ရဲ့မဆူဒီမှာလည်းအဲ့ဒါကိုထောက်ပြထားတယ်။သူတို့ကဒါကိုဘုရားသခင်နဲ့သူတို့ရဲ့တည်တန့်ဆက်ဆံရေးကိုထိမ့်သိမ်းတဲ့နိလန်တစ်ခုလိုတောင်ယူဆခဲ့ကြတာ။သူတို့ပေထရုလုံးလိုက်တာကနှုတ်ထုံကြည့်ပြီးတရှိခဲ့တဲ့ယုံကြည်မှုဆိုင်ရာယဉ်ကျေးမှုဆိုင်ရာအတားအဆီးကြီးတစ်ခုကိုဖြိုးချလိုက်သလိုဖြစ်သွားတာပေါ့။ဒါကြောင့်ဝေဖန်တန်ကြီးကဒီလောက်ကြေလောင်တာမဆန်းပါဘူး။ Okay. ရှင်းသွားပါပြီ။ အဲ့လိုပင်ထန်တဲ့ဝေဖန်မှုတွေကိုပေထရိုဘလူတုံပြန်တယ်လဲဆိုတာကလည်းစိတ်ဝင်စားဖို့ရှားပဲသူကငင်းခုန်မနေဘူးဟွန်းသူကကာခွေပြောတာမျိုးထက်သူကြုံခဲ့ရတာတွေကိုပဲအစအဆုံးအစီအစဉ်တိုက်ပြန်ရှင်းပြောတယ်ဟိုကောင်းကင်ကနေသုံးချိန်တိုင်းတိုင်းပိတ်ထဲချင်းကြလာတဲ့ဖျားလေးရူပါယုံအကြောင်းဖျားတစ်ခင်တန်ရှင်းစေတာကိုမတန်ရှင်းမှုမပြောနေဆိုတဲ့အတန်တော်အကြောင်းပြီးတော့ကော်နီလီအင်ကိုရောက်သွားတော့ တန်ရှင်တော်ဝဉ္ဉ်တော်ကယူးတဲ့အပေါ်အစောပိုင်းပင်တီကုတ်တင်နေကတက်ရောက်သလိုပဲတပားမျိုးသားတွေအပေါ်မှာလည်းအထုထုပဲတက်ရောက်ခဲ့ပုံလေးကိုအသေးစိတ်ခင်ပြောပြရတယ်။ဆိုလိုတာကဒါငါလို့တာမဟုတ်ဘူး။ဘုရားခင်ကိုတိုင်ကတပားမျိုးသားတွေကိုလက်ခံတော့လမ်းဖွင့်ပေးလိုက်ပြီဆိုတဲ့သက်သေပဲလို့သူဆိုလိုလိုက်တာပေါ့။တန်းစာမှာဖော်ပြထားတာကယေရုရှလင်ကတခြားတမန်တော်တွေနဲ့ယုံကြည်သူအကြီးအကဲတွေကပေတရုစကားဆုံးတော့ငြိမ်သွားကြတယ်။ပြီးတော့မှအော် ဒီလိုဆိုရင်ဖျားသခင်ကလူမျိုးသားတွေကိုမှအသက်ရှင်စေတဲ့နောင်တတရားကိုပေးလိုက်ပြီပဲလို့ပြောပြီးဖျားသခင်ကိုချီးမွမ်းကြတယ်လို့ဆိုရယ်။ဒါပဲလေဒီနေရာမှာတတိပြုစရာလေးတစ်ခုရှိရယ်။ The wise believer ရဲ့သုံးသက်ချက်ရတော့ဒီလက်ခံမှုကချက်ချင်းကြီးအာနုံရဲ့စိတ်ထဲမှာတရားရခိုင်နှုန်းပြောင်းလဲသွားတာမျိုးတော့မဟုတ်လောက်ဘူးပေါ့နော်။ ဒါကအယူဝါဒပိုင်းဆိုင်ရာအကြီးမားဆုံးအပြောင်းလဲတွေတဲ့ကတစ်ခုကိုဆိုတော့အစပိုင်းမှာတော့ဟော့ဘီလက်ခံနေဆိုပေမဲ့စိတ်ပိုင်းရောလက်တွေ့မှာပါလိုက်လျောညီထွေဖြစ်ဖို့ကအချိန်တခုတော့ယူရအောင်မယ်ဆိုတာကိုနောက်ပိုင်းအဖြစ်ဖြစ်တွေကပြနေတယ်။ဒါပေမဲ့ဒီအချိန်မှာတော့ယေရုရှလင်ကအဓိကခေါဆောင်ပိုင်းရဲ့ယက်တီချစ်ကတော့ပြောင်းသွားပြီ။အဲ့ဒါကအရေးကြီးရဲ့အနာဂတ်အတွက်တကားဖွင့်ပေးလိုက်တာပဲ။မှန်ပါတယ်။ ယေရုရှလင်ကခေါင်းဆောင်ပိုင်းကโอเคဆိုလိုက်ပြီဆိုတော့ဒီသတင်းစကားပြန့်နှံ့မှုကဘလို့အရှင်ရလာတယ်လဲကဲအဲ့ဒီကနေဆက်ကြည့်အောင် အခန်းကြီး၈တုံးကသတင်းဖန်အသက်ခံရပြီးနောက်ပိုင်းယေရုရှလင်မှာကြီးမားတဲ့နှိမ့်ဆန်ညင်ပန်းမှုတွေဖြစ်လာတယ်ဆိုတော့ကျွန်တော်တို့သိခဲ့ပြီးသားအဲ့ဒီဒုက္ခတွေကြောင့်ယုံကြည်သူအများကြီးကယေရုရှလင်ကနေတကွဲတပြားဖြစ်ကုန်ကြတယ်အနီနာကရှာမာရီယူဒနယ်တွေတွားကြသလိုဖိနမျိုးကူပရူဂျုံပြီးက အထူးသဖြင့်အဲ့ဒီခေတ်ကအရေးပါတဲ့မျိုးကြီးတစ်မျိုးဖြစ်တဲ့အန်တီယိုမျိုးတွေအထိရောက်သွားကြတယ်။ဒါကဝမ်းနန်းဆိုတဲ့အခြေအနေကနေမထင်မှတ်တဲ့တိုးတက်မှုတွေဖြစ်လာစေမယ့်အစားပဲဗျ။ဟုတ်ကဲ့။အဲ့ကွေးလွန်းသွားတဲ့တူတွေရောက်သွားတဲ့နေရာတွေထဲမှာအန်တီယိုမျိုးကအခြေအနေက တကယ်ကိုထူချလာခဲ့တယ်။ The wise believers မကြိုတယ်မှာလဲအလေးပေးထားတယ်။အန်တီယိုမျိုးဆိုတာအဲ့ဒီအချင်းကရောမ Empire မှာရောမ Alexandria ကင်းရဲ့တတိယအကြီးဆုံးမြို့လေ ကွန်တွေရေးလမ်းကြောင်းတွေရဲ့ဗဟိုချက် လူမျိုးစုံယဉ်ကျေးမှုစုံစုံစည်းရာမျိုးကြီးပေါ့အစပိုင်းမှာတော့အဲ့ဒီကိုရောက်သွားတဲ့ယုံကြည်သူအများစုက သူတို့လိုဂျူးလူမျိုးတွေကိုပဲယေရှုရဲ့တရင်ကောင်းကိုဆက်ခေါ်ကြတယ်ဒါပေမဲ့ကျမ်းစာမှာတိတိကျကျပြောထားတာကကိုပရူချိုနဲ့အာဖရိကမြောက်ပိုင်းကိုရယ်နေမျိုးကလာတဲ့ယုံကြည်သူတချို့ကတော့ပေါ်ပြီးတက်တီချစ်တဲ့ခြိလန်းကိုလှမ်းခဲ့ကြတယ်သူတို့ကအန်တီယိုမြို့မှာအများကြီးရှိနေတဲ့ဂရိစင်ကပြောတဲ့သူတွေ တနည်းအားဖြင့်တပားမျိုးသားတွေကိုပါသခင်ယေရှုအကြောင်းဆက်ပြီးဟောပြောခဲ့ကြတယ်။ဒီလိုရောက်ကပေတရုရဲ့ကိုနေလိနဲ့အတွေ့အကြုံယေရုရှလင်ကအတီးပြုတ်ချက်တွင်နဲ့အချိန်ကိုက်ဖြစ်နေတာကတိုက်ဆိုင်မှုမဟုတ်ဘူးပေါ့။ဖျားတခင်အစီအစဉ်တိုင်းဖြစ်နေတာကိုပြောရတာ။ယေရုရှလင်မှာသဘောတရားရလက်ခံလိုက်ခြင်းမှာအန်တီအိုမှာလက်တွေ့အကောင့်ထဲပေါ်မှုတွေစနေပြီ။ဟုတ်ကဲ့။အဲ့ဒီလိုဂရိလူမျိုးတွေကိုရဲရဲဝမ်းဝမ်းဆော်ဟောခြင်းရဲ့ရလာကတကယ်ကိုအံ့ဩစရာပဲ။ ကျမ်းစာမှာသခင်ပြားရဲ့လက်တော်သည်သူတို့နဲ့အတူရှိတော်မူဖြစ်ခင်လူအများတော်သည်ယုံကြည်၍သခင်ပြားထံသို့ပြောင်းလဲကြ၏လို့ဆိုထားတယ်လေ။တပါမျိုးတော်သည်အများကြီးယုံကြည်သူဖြစ်လာကြတယ်။ဒီတရင်ကမကြာခင်ပဲဘုလားအသင်းတော်ရှိရာယေရုရှလင်ကိုပြန်ရောက်သွားတယ်။အဲ့ဒီမှာစိတ်ဝင်စားစရာကောင်းတာကယေရုရှလင်အသင်းတော်ကဒီတရင်ကိုကြာတော့ဘလို့တုံ့ပြန်တယ်လေ။သူတို့ကအခြေအနေကိုကိုယ်လိုင်းသွားလေ့လာဖို့အားပေးဖို့အတွက်ဗန်ဒဘတ်ဆိုတဲ့သူလေးစားတဲ့ခေါင်းဆောင်တယောက်ကိုအန်တီယော့မြို့ကိုတရားဝင်လွှတ်လိုက်တယ်။ဗန်ဒဘတ်အန်တီယော့ကိုရောက်လာတော့ဘလို့တွေ့ရလဲ။ ။သူမြင်လိုက်ရတာကသူ့ကိုတော်တော်ဝမ်းသာစေခဲ့တယ်။ဖယားတခင်ရဲ့ကျေးဇူးတော်ကြောင့်တပါမျိုးသားတွေအပါအဝင်ယုံကြည်သူတွေအများကြီးတိုးပွားနေတာကိုတွေ့လိုက်တော့အားတက်သွားတာပေါ့။သူကအဲ့ဒီကယုံကြည်သူအတစ်တွေကိုအပြစ်တင်တာစောကြောတာမလို့ဖို့။တခင်ပြားအပေါ်မှာစိတ်နှလုံးတည်ကြည်စွာနဲ့ဆက်ရတည်ဖို့ယုံကြည်ချက်မှခိုင်မာဖို့အားပေးတိုက်တွန်းခဲ့တယ်။အရသရာသူ့နာမည်အထီးပဲအတိုက်ပဲအားပေးခြင်းဤသားဆိုတော့အားပေးတဲ့အပိုင်းမှာတော်တော်အေးပါခဲ့တယ်ဆိုတော့တွေ့ရတယ်။ ဟုတ်ပါတယ်ဒိုင်းမင်း vulnerable ရဲ့အမျော်အမြင်ကအဲ့ဒီမှာပဲမရက်ခဲ့ဘူးသူက NGO မှာတိုးပွားလာတဲ့အမှုတော်အတွက်လူလိုနေပြီးဆိုတော့သဘောပေါက်ခဲ့တယ်အတူတပြန်တပါးမျိုးသွားတဲ့နောက်ခံယဉ်ကျေးမှုကိုနားလည်ပြီးတွင်တင်ပေးလိုက်မှသူလိုအပ်နေတယ်ဆိုတော့သူရိတ်မိခဲ့ပုံရတယ်အဲ့ဒါကြောင့်သူကိုယ်တိုင်အဲ့ဒီခင်တာရှုမျိုးမှာရောင်းနေတဲ့ short လို့ saw လို့သွားရှာတယ်။တွေ့တော့ short လို့ကို antio မျိုးကအမှုတော်မှာလာပါဝင်ဖို့ခေါ်လာခဲ့တယ် ဒီနေရာမှာ the wise believers မစုကစိတ်ဝင်စားစရာအချက်တခုထောက်ပြထားတယ်။ဘာလို့ရှောလူကိုရွေးခေါ်တာလဲပေါ့။ရှောလူကအရင်ကခရစ်တော်တွေကိုအရင်နှိမ့်ဆက်ခဲ့သူလေ။ဒါပေမဲ့ဓမ္မသက်လန်းမှာယေရှုခရစ်တော်နဲ့တွေ့ပြီးပြောင်းလဲလာခဲ့သူ။သူကကမာလီယဲလို့ဆရာကြီးရှိမှပညာသင်ခဲ့တော့ဂျူးပညာနဲ့ကျမ်းစာတွေကိုအရင်ကျွမ်းကျင်တယ်။ပြီးတော့မွေးရပါယောမနိုင်ငံသားဖြစ်လို့ဂရိယောမယဉ်ကျေးမှုဘာသာစကားကိုလည်းကောင်းကောင်းနားလည်တယ်။အဲ့တော့ဘာငါဘကဒီလိုအရေးချင်းတစ်ခုလုံးရှိနေရဲ့ရှောလူဟာ အန်ဒီယုတ်လို့လူမျိုးစုံနေတဲ့မြို့ကြီးမှာတပားမျိုးသားတွေရှိတည်င်းကောင်းထိထိရောက်ရောက်ပို့ဆောင်ကိုအတင်းတော်ဆုံးပဲဆိုတဲ့အလားအလာကိုကြိုးမြင်ပြီးမဟာဗျူဟာချက်ချက်ခေါ်ခဲ့တာဖြစ်နိုင်တယ်။ဒါကဘာနဘရဲ့အားပေးုံတင်မကဘူးအမျော်မြင်ကြီးမှုနဲ့ခေါဆောင်နိုင်ခြင်းကိုပါပြတာပဲ။အဲ့ဒီနောက်မှာတော့သူတို့နဲ့အောင်အားပေးတည်ဆောက်တဲ့ဗာနဘာနဲ့အတိတ်ကအငင်းပွားစရာရှိခဲ့ပေမဲ့အခုပြောင်းလဲလာတဲ့ပညာတတ်လျှောလို့တော့ဟာ န်တီအုပ်မျိုးမှာတနစ်တီတီအတူတူလက်တွဲပြီးအမှုတော်ဆောင်ခဲ့ကြတယ်။သူတို့ကအတင်းတော်နဲ့အတူမှတ်မှန်စီဝေးပြီးလူများကြီးကိုပြောတခင်ရဲ့နှုတ်ကပတ်တော်တွေကိုစနစ်တကျတွန်တန်ပြီးခဲ့ကြတယ်။ဒီချင်းကအန်တီအုပ်အတင်းတော်အတွက်တကယ်အုံမြင့်ချတဲ့ကာလဖြစ်ခဲ့မှာပဲ။ဟုတ်ကဲ့။ အဲဒီတနစ်တာကာလအတွင်းမှာပဲအလွန်အရေးကြီးတဲ့တမိုင်းဝင်ဖြစ်ဖြစ်တစ်ခုပေါ်လာခဲ့လေတမန်တော်ဝတ္ထုအခန်းကြီး7ငွေ26အရာပေါ်အန်တီယိုမြို့မှာပဲယေရှုရဲ့တပည့်တော်လီယုံကြည်သူတွေကိုပထမဆုံးအချိန်အဖြစ်ခရစ်စတန် Christians လို့စတင်ခေါ်ဝေါ်တမုန်ချင်းခံခဲ့ရတယ် ဒီနာမည်ကသူတို့ကိုသူတို့ပေးတာလားဖြင်းလူတွေကပေးတာလားဆိုတာတော့အတိအကျမသိရဘူး။ဒါပေမဲ့အများစုကတော့အပြင်းလူတွေကသူတို့ရဲ့အတ္တတာအမှုအချင်းဟောပြောတွင်တင်မှုတွေကယေရှုခရစ်တော်ကိုပဲအာယုံဆိုင်နေလို့ခရစ်တော်ရဲ့လူတွေခရစ်တော်ရဲ့နောက်လိုက်တွေခရစ်တော်နဲ့သက်ဆိုင်သူတွေဆိုတဲ့အဓိပ္ပာယ်နဲ့ပေးခဲ့တာဖြစ်နိုင်တယ်လို့ယူဆကြတယ်။ တချို့ပြင်ကြားရှင်တွေကတော့အစပိုင်းမှာညင်းနေတယောတဲ့သဘောနဲ့တုံးခဲ့တာဖြစ်နိုင်ပေမဲ့နောက်ပိုင်းမှာတော့ယုံကြည်သူတွေကိုယ်တိုင်ကဂုဏ်ယူစွာနဲ့လက်ခံတွန်းဆွဲလာတယ်လို့ဆိုကြတယ်။ဒီနာမည်ပေါ်လာတာကအရေးကြီးတဲ့မေခွန်းတစ်ခုကိုဖြစ်ပေါ်စေတယ်။သူတို့ရဲ့စုပေါင်းအသက်တာနဲ့ကိုယ်ပိုင်လက္ခဏာ identity ကအပြင်လူတွေသတိထားမိပြီးနမသက်ပေးရလောက်အောင်အထီခရစ်တော်ကိုဘလောက်များထင်ဟန်နေခဲ့လို့လဲဒါကသူတို့သူတို့တီချောအုပ်စုတစုအဖြစ်အတိမတ်ပြုခံရတဲ့အခိုက်အတန့်ပဲဟုတ်ကဲ့အခုကျွန်တော်တို့ဆွေးနွေးခဲ့တဲ့ ဖြစ်ဖြစ်တဲ့အားလုံးကဒီနေ့ခေတ်ကျွန်တော်တို့အတွက်လက်တွေ့ကျကျအစဉ်ကျင်စရာရယူနိုင်တဲ့သင်ခန်းစာတွေတော်တော်များများရှိနေပါတယ်။ပထမဆုံးအချက်ကတော့ပေတရုရဲ့ကော်နီလီနဲ့အတွေ့အကြုံ ပြီးတော့အန်တီယုတ်မှာဗာနာဘတ်နဲ့ရှောလူတို့ရဲ့တပားမျိုးသားတွေနဲ့ပတ်သက်တဲ့လှုပ်ဆောင်ချက်တွေကနေတဆင်ပေါ့။ဖျားသခင်ရဲ့ကယ်တင်ရှင်ဂျေဇုတော်ဟာလူမျိုးဘာသာယဉ်ကျေးမှုနောက်ခံတမိုင်းအဆင့်အတန်းဘာကောမှခွဲခြားမှုမရှိဘူး။ လူသားဟာနိုတော့ပဲဆိုတဲ့အခြေခံအမှန်တရားကိုထပ်ပြီးအတည်ပြုဝင်နေတယ်။ခေတ္တဆိုင်ဒီအချက်ကကျွန်တော်တို့အတွက်ဘာကိုဆိုလိုတာလဲ။ကျွန်တော်တို့ရဲ့စိတ်ထဲမှာတော့လက်တွေလှုပ်ဆောင်မှုတွေမှာတော့လူတွေအပေါ်မှာတိမ့်တိမ့်မွေ့မွေ့ခွဲခြားထားတဲ့အတားအဆီးတွေအစွဲလန်းတွေရှိနေသေးလား။ဘုရားသခင်ရဲ့တင်စကားကိုလူတိုင်းစီအောင်လမ်းဖို့ကျွန်တော်တို့တကယ်ပဲအဆင့်တိဖြည့်ပြီလားဆိုတာကိုကိုကိုပြန်မေးဖို့လိုအပ်တယ်။ဟုတ်ကဲ့။နောက်ချက်အရေးကြီးတဲ့သင်ခန်းစာတစ်ခုကတော့ ုက္ခအခက်အခဲတွေဆင့်ကျင်မှုတွေကြားတဲ့ကနေယုံကြည်ခြင်းကို မျှဝေတာနဲ့ဇွဲလုံးလောက်ရှိခြင်းရဲ့တန်မိုးပဲစဉ်းစားကြည့်လေတတိဖန်တက်ခန့်ရပြီးနောက်ယေရုရှလင်ကယုံကြည်သူတွေအသက်ပဲလွတ်ဖို့နှိမ့်ဆက်မှုကလွတ်ဖို့အိုးရိပ်တွေဆွန့်ခွာပြီးထွက်ပြေးကြရတယ်။ဒါတကယ်တော့ကြောက်စရာစိတ်ပျက်စရာအခြေအနေကြီးပါ။ဒါပေမဲ့သူတို့ကကြောက်ပြီးပုန်းနေကြတာမဟုတ်ဘူး။ရောက်တဲ့နေရာမှာယုံကြည်ခြင်းတည်ငောင်းကိုတတ်တည်ရှိရှိဆက်ပြီးမျှဝေခဲ့ကြတယ်။ ဒီအချက်ကိုပိုကျဲပြက်နဲ့ရှူထောင်ကကြည့်မယ်ဆိုရင်သူတို့ကြုံခဲရတဲ့အခက်ခဲပြန့်ကျဲသွားမှုတွေဟာတကယ်တမ်းမှတရင်ကောင်းကိုယေရုရှလင်တနေရာထဲမှာပိတ်မိမနေစေပဲအန်တီယုတ်လိုအချက်အထားကြတဲ့မြို့ကြီးတွေအထိတပါးမြို့သားတွေအထိကျဲကျဲပြန့်ပြန့်ရောက်သွားစေဖို့ဖျားတခင်အသုံးပြုလိုက်တဲ့နီလန်တစ်ခုဖြစ်လာခဲ့တာကိုတွေ့ရတယ်။ဒါကကျွန်တော်တို့အတွက်လည်းအာယူစရာပေါ့။ ုံတွဲ့နေရတဲ့စိန်ခေါ်မှုတွေအခက်ခဲတွေဟာတိုးတက်မှုပြည့်နှက်မှုအတွက်မျော်လင့်တဲ့တွန်းအားတွေအခွင့်အလမ်းသစ်တွေဖြစ်လာနိုင်တယ်ဆိုတာသတိရစေတာတယ်ဟုတ်ပါတယ်နောက်ဆုံးအချက်အနေနဲ့အန်ဒီယိုမြို့မှာခရိယန်ဆိုတဲ့နာမည်စပေါ်လာပုံကိုပြန်ပြီးဆင်ခြင်ကြည့်ခြင်းတယ်ခုနပြောခဲ့သလိုပဲဒီနာမည်ကသူတို့ရဲ့အတ္တတာအမှုအကျင့်သူတို့ရဲ့စူပေါင်းလှုပ်ဆောင်မှုတွေနဲ့ဖော်ပြနေတဲ့ကိုယ်ပိုင်လက္ခဏာကခရစ်တော်ကိုထင်ဟပ်စေတယ် ခရစ်တော်ကိုအမတ်ရစေတယ်လို့အပြင်လူတွေကမြင်လို့ပေးခဲ့တာဖြစ်နေတယ်ဆိုတဲ့အချက်ကအင်မတန်အားကောင်းတယ်ဗျာဒါကကျွန်တော်တို့အတွက်ကိုယ့်ကိုယ်ကိုမှန်ပြန်ကြည့်ဖို့မေခွန်းထုတ်စရာ ဖြစ်လာစေတယ်ကျွန်တော်ရဲ့နေ့စဉ်အသက်တာအလုပ်ခွင်မှာမိသားစုမှာအတိုင်းဝိုင်းမှာကျွန်တော်ရဲ့လုပ်ရတဲ့ပြောဆိုဆက်ဆောင်မှုတွေဦးစားပေးမှုတွေတုံ့ပြန်မှုတွေကယေရှုခရစ်တော်ရဲ့ပုံရိပ်ကိုသူ့ရဲ့မေတ္တာကရုဏာတစ္ဆာတရားဖြောင့်မတ်ခြင်းဆိုတာတွေကိုတကယ်ပဲထင်ထားနေရလား လူတွေကကျွန်တော်တို့ကိုကြည့်ပြီးအော်ဒါခရစ်တိုရဲ့လူပဲလို့အတိအမှတ်ပြုနေလို့တဲ့အသက်တာမျိုးကျွန်တော်တို့ပိုင်ဆိုင်နေပြီလားကျွန်တော်တို့ကိုခရိယန်လို့ခေါ်တာကနာမည်ခံတက်တလားအမှန်ဖို့အနှစ်တာရနဲ့ကိုက်ညီနေသလားဆိုတာအလေးနဲ့စဉ်းကျင်ဖို့လိုပါတယ်ဟုတ်ကဲ့အနှစ်ချုပ်ရာရင်တော့တမန်တော်ဝတ္ထုအခန်းကြီး7ဟာအစိုးပိုင်းခွေရန်ဘာသာရဲ့တမိုင်းမှာတကယ်ကိုအလေပြောင်းဖြစ်စေခဲ့တဲ့အခန်းတစ်ခန်းဖြစ်ပါရဲ့ရှင်အဓိကအရေးပါတဲ့အချက်၃ချက်ကိုကျွန်တော်တို့တွေ့နိုင်တယ် ပမာချက်ကတော့ကျူးယွင်ကြီးသူအတိုင်းဝင်ကနေတပားမျောသားတွေကိုဘုရားသခင်ရဲ့ကယ်တင်ခြင်းအစီအစဉ်ထဲမှာတန်းတူပါဝင်ခွင့်ရှိသူတွေဖြစ်တရားဝင်လက်ခံလာတဲ့အတွေးခေါ်ပိုင်းဆိုင်ရာအချီးမရှော့အပြောင်းအလဲတစ်ခုစတင်ခဲ့တယ်။ဒုတိယချက်ကတော့နောက်ပိုင်းမှာတပားမျောသားတွေစီသာသနာပြုခြင်းရဲ့အဓိကဗဟုထမ်းနာဖြစ်လာပြီးကဘာအနက်သတင်းကောင်းပြည့်နှံ့ရေးမှာအဓိကပါဝင်ခဲ့မဲ့အောက်စာချီးမတဲ့ NGO အတင်းတို့ရဲ့အစပြုခြင်းကိုမြင်တွေ့ရတယ်။ တတိယချက်ကတော့ယုံကြည်သူတွေအတွက်တီးချောက်ကိုပိုင်လက္ခဏာကိုဖော်ပြရဲဒီနှစ်အထိ30ဖြစ်တဲ့ခရစ်ယာန်ဆိုတဲ့အမည်နာမှာစတင်ပြပေါ်ပေါက်လာခြင်းပါပဲဒီအချက်တွေအလုံးကအတင်းတို့ရဲ့အနာဂတ်တော့အင်မတန်ကြီးမားတဲ့တရားဖို့ရှိခဲ့ပါတယ်ဟုတ်ကဲ့ဒီနေ့ကျွန်တော်တို့တူတူကလေ့လာခဲ့တဲ့တမန်တော်ဝတ္ထုအခန်းကြီး7တဲကအချက်အလက်တွေအထူးသဖြင့်အန်ဒီအောင်မျိုးကယုံကြည်သူတွေကိုခရစ်ယာန်ဆိုတဲ့နာမည်ကိုသူတို့ကိုယ်တိုင်မဟုတ်ပဲသူတို့ရဲ့အတ္တတာကို အပြင်ကနေလေးလှကြည့်ရှုသူတွေကပေးခဲ့တာဖြစ်နိုင်တယ်ဆိုတဲ့အချက်ပေါ်မှာအခြေခံပြီးရောလေနားထောင်သူတွေဆက်ပြီးတွေးတော့ရှင်ကျင်နိုင်ဖို့အတွေ့တစ်ခုခြံထားခဲ့ခြင်းပါတယ်အကေဝိဒီနေ့ခင်မှာကျွန်တော်တို့အတိုင်းဝိုင်းအပြင်ဘက်ကလေးလှသူတယောက်ကကျွန်တော်တို့ယုံကြည်သူတွေရဲ့စုပေါင်းလှဆောင်မှုတွေအသက်ရှင်နေထိုင်ပုံတွေအချင်းချင်းဆက်ဆံရေးတွေလို့အဖွဲ့အစည်းပေါ်တုံ့ပြန်မှုတွေကျွန်တော်တို့ရဲ့စာရိတ္တာတွေကိုအချင်းတစ်ခုယူပြီးအပြင်ကနေအကဲခတ်ကြည့်မယ်ဆိုပါဆို အဲ့ဒီလေးလာသူကမြင်ရတဲ့အရာတွေပေါ်မှုတည်ပြီးကျွန်တော်တို့အုံစုကိုနာမည်တစ်ခုပေးရမယ်ဆိုရင်သူကကျွန်တော်တို့ကိုဘယ်လိုနာမည်မျိုးပေးလိမ့်မယ်ခင်ဗျာကျွန်တော်တို့ရဲ့စုပေါင်းအသက်တာကခရစ်တော်နဲ့တကယ်တူတဲ့သူတွေဆိုတဲ့အဓိပ္ပာယ်ကိုထင်ဟပ်စေလားဒါမှမဟုတ်တခြားဘယ်လိုပုံရိပ်မျိုးကိုဖော်ပြနိုင်မလဲဒါကတော့ကျွန်တော်တို့တဦးချင်းရောအဖွဲ့စီလိုက်ပါအလေးနဲ့စဉ်းစားရမယ့်မျိုးကုန်တစ်ခုဖြစ်ပါတယ်ခင်ဗျာ ဒီနေ့အတွက်ကျွန်တော်တို့ရဲ့လေးလာဆွေးနွေးမှုကတော့ဒီလောက်ပါပဲ။ဒီအကြောင်းအရာတွေကိုစိတ်ဝင်စားစားနားထောင်ကြည့်ခဲ့ကြတဲ့သူကျေးဇူးတင်ပါတယ်။နောက်တစ်ချိန်မှာနောက်ထပ်စိတ်ဝင်စားစရာအကြောင်းအရာတွေလည်းသူပြန်လည်ဆုံတွေ့ကြပါဦးမယ်။